ဲရသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းရားစစ်ချင်တာလည်းကြာပါပြီရားစစ်ချင်တာလည်းကြာပြီဆိုတော့လေအဲ့လိုမျိုးသူစိတ်ချမ်းသာရပါပြီသူပျော်လို့ရှိရင်တစ်ဖွဲ့လောက်ပြအဲ့လိုမျိုးအဲ့လိုလေးရှားပြီးမဲ့တကယ်ဖြစ်နေကြတယ်ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့လိုမျိုးဖြစ်နေတော့ဟိုအဓိကကျတော့ကျွန်တော်ဘက်မှာသူပျော်မှပဲအကုန်လုံးပျော်မှာဆိုတော့လေသူ့စိတ်ချမ်းသာထားရပါပြီကောင်းပါတယ်နေနေတာကောင်းပါလေဟုတ်တယ်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 ပတ်ပြမှာလည်းညင်နေဟုတ်တယ်ဆိုတော့ကိုယ့်ကိုအိမ်ထဲမှာနေရင်လည်းညင်နေတော့ inner ရော outer ရောအဲ့လိုမျိုးအရန် very good ပဲအဲ့လိုကျွန်းနိုးနေရာလေးတစ်ခုပဲ တ်ပြတဲ့ခါကျမဖြစ်လဲဆိုတော့တိတ်မကြိုက်ချင်တော့ဆိုတော့ဘာလို့ဆိုတော့တိတိလေးလေအဲ့လိုဟိုခွေးလေးတွေဟိုမိုးရွာရင်သူနေရမရှိတော့အာဒီချုပ်အိမ်ကြီးသွားနေရင်လည်းသူကမနေမခံဘူးဆိုတော့မောက်ထုတ်ကြတယ်ဆိုတော့အဲ့လိုအဲ့အဲ့အချက်တော့လုံးဝမကြိုက် မောတိုက်ဆိုင်လာတာမောလေကျွန်တော်တိုက်တယ်နေရနေပြီးတော့ကျွန်တော်တို့ဒီဝတ်စာလေးစီးတယ်ဖေးထားရဲဆိုတာလေအာဒီအစော branching လေးတူတဲ့ခါကျတော့ကျွန်တော်တို့အာဘယ်လိုပြောမလဲအာဘယ်လိုမလဲပုံစံလေး fashion တူနေရတာဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ကျွန်တော်ညပျော်နေလေအဲ့လိုဒီကတော့နည်းနည်းဟိုချုပ်ထိန်ထားရမှာ dress တွေပိုင်းနဲ့မဟုတ်တဲ့ခါကျတော့အဲ့ဒီအတူတူသွားပြီးပြပဲဒါပေမဲ့ဒီလိုမျိုး fashion တူပြီးတိုက်ဆိုင်သွားမယ်လို့တော့မထင်ခဲ့မိ ယူရရှိရမောအင်းမောကော်ရရှိတော့မသိဘာမှဖြစ်ပါဘူးဆိုတော့ခဏပဲနေเนาะတကယ်ဒီအဒီအဓိကအဒီမီဒီယာအကူမတွေอ่ะဟုတ်တယ်တကယ်မိုးရဲလေးတွေမှာသတင်းယူပါတယ်ဆိုတော့အကူမတွေပို့ပြီးတော့မအားနာပါဘူးဟုတ်မိုးရတွေရောစိုက်တဲ့ထဲမှာပါလားအိမ်မနေရတော့ကြိုက်ပါရဲ့ဒါပေမဲ့အလုံးရှိတဲ့ခါကြလို့ရှင်တော့တိတ်အစင်မပြေဘူးပေါ့နော်အကုန်လုံးကကြောက်ဒီလိုပါအဲမှာမိုးတွဲဆိုရင်တော့အိမ်မပဲနေချင်တော့မနေ့တော့ရှင်လည်းအဲ့လိုမျိုး အေးပေါ့အလဲလဲပဲအလဲလဲပဲအစောမရဟုတ်တယ်ငယ်ငယ်တုန်းကတော့မိုးရွာတာအရင်စိုက်တယ်ဆိုမိုးရီချိုးတယ်ဒီအမိုင်မိုးမိုးကြံနေခဲ့ကြည်တယ်မိုးတန်လေးနားထောင်တယ်အခုကျတော့နည်းနည်းရွေရောက်လာတဲ့ခါကျဘာဖြစ်လဲဆိုတော့တိတ်မကြိုက်ချင်တော့ဆိုတော့စပါးဆိုတော့တိတိလေးလေအဲ့လိုဟိုခွေးလေးတွေဟိုမိုးရွာရင်သူနေရမရှိတော့အာပြီးချိုးအိမ်နေသွားနေရင်သူကမနေမခံဘူးဟုတ်တယ်ဆိုတော့မောက်ထုတ်ကြတယ်ဆိုတော့အဲ့လိုအဲ့အဲ့အချက်တော့လုံးဝမကြိုက် လုံးဆိုရင်ခေါင်းထဲမှာရှိလို့ရှိရင်အလုံးစော်ကအများနဲ့အလမ်းမပြေလဲလို့ရယ်အဲ့လိုမျိုးအလုံးစော်ရှိနေတဲ့ခါကျတော့ခါကျတော့လေဆိုတော့ဟိုဒါကအလုတ်ကစိတ်ထဲမှာရောက်သွားလို့ရှိရင်တော့ဘလို့ဖြစ်တော့အာခုအလုံးဆိုတော့ထားချင်သွားတယ်ပျော်ချင်သွားတယ်အဲ့လိုမျိုးအဲ့မြန်မာနယ်ပတ်သက်ပြီးတော့ဒါအင်္ဂလိပ်ရဒါမသိမှဆိုရင်ဆိုင်ခွဲကြီးရှိလေဒါရကုန်မှာဆိုရင်အဲဒါခွန်ဒါခွန်ဒါဆို၄ဆိုင်မြောက်ပေါ့နော်ဆိုတော့ဒါကစမာယုံကြည်မှုရလို့ဒါလည်း အတောင်းလို့ဒါလည်းဆောက်ဖြစ်ကောင်းလို့ဒါလည်းဒါစိုက်ခွေးတွေအများကြီးဖွင့်နိုင်တာပေါ့နော်ဆိုတော့ဒီလိုမျက်စိစမ်းသွားမှုလည်းရှိပါတယ်ဟုတ်တယ်သူကပါဝါရှိတယ်အဲ့ဒီကနည်းနည်းအဝေးအဝေးပေါ့အဝေးလေးနည်းနည်းရှိတယ်ပြည့်နေတာပေါ့နော်အဲ့ဒါလေးစမဲပြီးရင်သူကဟိုပါလေးမျက်စိရမ်းစွန်တယ်လူသားမစိတ်နေစွန်မျက်စိဟာဒီနေ့အဲ့လိုမျိုးဒိုင်းလို့စွန်တာကျင်းကျေွားဆိုရင်เนาะအဲ့လိုလူစုံမှုအတွက်ကိုမျက်စိအရင်စုံပေးလိုက်တာ ိုက်မတိလာပါလဲဆိုတော့သူရဲ့ဘယ်လိုတကယ်တဲ့မျက်တောင်ကရထုတ်တာသူတော့ကြတော့အဲ့မှာကြီးလေးပိတ်ပိတ်ပြီးတော့မှရွှေအဲ့လိုဖြစ်တာလေပါတယ်လို့ဟာကက်တခုခုထုတ်တယ်ရတယ်ဖြစ်တယ်ဆိုတော့အဲ့အဲ့အတွက်ကလည်းဟုတ်တယ်ဒါနောက်ပိုင်းကျတော့ဒီမျက်စိဆရာဝန်နဲ့သိတာဆွေးနွေးတိုင်ပြီးပြီးတော့မှဒါဒါအခုအသိမထွက်တော့တာပေါ့နော်အဲ့ဒါကျတော့အမေရိကန်ဒီဘိုင်းဆိုလည်းအဲ့ဒီမျက်လုံးတစ်ဝိုက်ကိုတိချာလေးတန့်စင်နေရှင်ပြအဲ့ဘက်ကမျက်စိဆိုမှရင်းကြောက်တာအဲ့ဒါအောင်မှအဲ့လို view ဆိုင်နေကြအောင်ပေါ့အဲ့လိုမျက်စိစွန်သေးရအောင် ဆိုတော့ကျတော့အဲ့ဒါလေးရဒီမပောက်သွားပဲနဲ့အကုန်မထွက်သွားပဲနဲ့အဲ့ဒီအစီလေးရခဲဆိုတော့အဲ့ဒါလေးရှိတယ်ဆိုတော့အဲ့ဒါလေးခဲတာဆိုတော့ထက်ထွက်တယ်အဲ့ဒါကြောင့်ပြန်ပြရမှာပေါ့ဟုတ်ကဲ့ဒါလည်းတော့ပြန်ပြရအောင်ဟုတ်ကဲ့အမေဒီအရင်အလှပဲကျွန်တော်ဟိုမျက်လုံးနဲ့ပတ်သက်ပြီးတော့အခါမှတော့အဲ့လိုမျိုးကုလူကြကြဖြစ်တာတော့တိတ်မရှိဘူးအာမျက်မှန်တက်လို့ရှိရင်တော့ကျွန်တော်ကဒီတိုင်း fancy ပဲတက်တာပုံများရယ်ပေါ့ အဲဆိုတော့အခုတက်တာကလည်းဒီတိုင်းဟိုအလှပါပဲအလှပဲဆိုတော့အောင်ကြီးမှာကျွန်တော်တို့ brand ဆုံးဒါနေကမြန်မာရောစာကြည့်မြန်မာရောပြောရလို့ရှိရင်တော့နေကမန်တွေရောအပြီးတော့ရှင်လက်စီဆိုင်တဲ့အရာရော အကုန်လုံးအရှိရတဲ့ကြာမလို့ဒါပြီးတော့ကျွန်တော်တို့ဒီနေ့23ရက်နေ့နဲ့22ရက်နေ့မှာ20% discount ရှိရတဲ့ကြာမလို့ဒီနေ့ရတဲ့30အောင်ကြီးရဲ့ customer တွေရောအခုဗီဒီယိုဗီဒီယိုလေးကိုကြည့်နေတယ်ဒီ product တွေအားလုံးရောဒီ promotion ရတော့ပေါ့နော် အာလာရောက်ပြီးတော့အာလာခဲ့ကြဖို့အတွက်ဒီညကနေဖိတ်ခေါ်ပါတယ်။အောင်ကြီးလည်းအာဒီနေ့ signing program မှာ congratulation လုပ်ပါတယ်ခင်ဗျာ။ဖတ်ပြီးတော့စိုက်ခွဲတဲ့အများကြီးထပ်ပွင့်နေပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ။ဘာသူတို့ကရေးပါတယ်။ရေးကြတာလည်းမဟုတ်ပါဘူး။ဒီမှာတစ်ဖွဲ့လုံးရမ်းကြိုက်တာ။ဟမ်။ဟုတ်ပြီ။တစ်ဖွဲ့လုံးကကြိုက်တာနော်တယောက်ခွဲမဟုတ်ဘူးတစ်ဖွဲ့လုံးကကြိုက်တာပါပါကြိုက်စပိန်လေးကိုပဲအေးဟုတ်တယ်ရမ်းမိုက်နေရယ်စပိန်နန်စေးတောက်လိုက်လို့ရမ်းမိုက်နေ အော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါကတော့အဲ့ဒါသူကတခုပဲပြန်လာအမှန်မှာတော့အများကြီးကြွေးတာဟုတ်ဆရာနေပညာရေးအများကြီးမဟုတ်ကျွန်တော်အဲ့လိုမျိုးတင်တဲ့ class ပြရမယ်ဟင်းချက်မဟုတ်အဲ့ဒါခုနလည်း interview မှာဖြေပြီးအခုအိမ်မှာမို့လို့ကိုယ့်အိမ်မှာကိုယ်ဆိုရင်အကောင်မဟုတ်တရားသူကဆရာကိုမကြော်နိုင်တာကွာအဲ့လိုမျိုးဖြေရမယ်ဟုတ်ကဲ့အဲ့ဒါကြောင့်ဆရာကိုကြော်လို့မရဘူးမရတာ ကောင်းပါတယ်သူကဘဲရသွားတဲ့အတွက်ကြောင့်မလို့ဘဲရသွားပြီးတော့ဆုံးရလို့ဟုတ်တယ်ဟုတ်တယ်မကျွန်တော်လည်းရားစစ်ချင်တာလည်းကြာပါပြီရားစစ်ချင်တာလည်းကြာပြီဆိုတော့လေအဲ့လိုမျိုး तू စိတ်ချမ်းသာရပါပြီ तू ပျော်လို့ရှိရင်တစ်ဖွဲ့လောက်ပြောအဲ့လိုမျိုးအဲ့လိုလေးရှာပြီးပဲတကယ်ကဖြစ်နေကြတယ်ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့လိုမျိုးဖြစ်နေတော့ဟိုအဓိကကျတော့ကျွန်တော်ဖွဲ့မှာ तू ပျော်မှပဲအကုန်လုံးပျော်မှဆိုတော့လေ तू စိတ်ချမ်းသာအောင်ထားရပါဘူးကောင်းပါတယ်အဲ့တော့ငြိမ့်တယ်နော်အဲ့လိုဘာသာမှ तू သိမချောက် ရမ်းနေတာကောင်းပါလေဟုတ်တယ်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 ပတ်ပြင်မှာလည်းညင်နေဟုတ်တယ်ဆိုကိုယ့်ကိုအိမ်ထဲမှာနေရင်လည်းညင်နေတော့ inner ရော outer ရောအဲ့လိုမျိုးအရမ်း very good ပဲအဲ့လိုဂျွန်းထိုးနေရလေးခုပဲဟာဟာဟောတော့တိရစ္ဆာန်ကိုလုံးချစ်တာတက်ငယ်သေးရောကြာဟုတ်တယ်ကျွန်တော်မပြောပါဘူးသူပြောရပါဘူးလို့ပြောတာပါသူပြောရပါဘူးလို့ပြောတာပါအဲ့လိုမျိုးအိမ်မော့ ဟုတ်ပြောတယ်ဟုတ်တယ်ဟုတ်တယ်စိတ်ချမ်းသာအောင်ထားရတယ်ဆန်းတိနေနဲ့သမင်ကလေးကိုပဲကြည့်လို့ဘယ်လိုသမင်ရှိနေတာပုံမပြတ်ဘူးအခုလည်းဆိုရင်ပုံပြတ်နေအဲလာလေကျေသူမတွေ့ဘူးပြောင်းကျွန်တော်လက်ရှာနေဟုတ်တယ်လက်ရှာနေလက်ရှာနေဘယ်ရောက်ဘယ်ရောက်ပါလဲဆိုတော့ ပြီးတော့မှအဲ့ကဲတည်းမှာပဲဟုတ်ကဲ့ပြောင်းနေရောတီရှာနေလည်းတွေ့တယ်ကျွန်တော်ရက်ကြည့်နေလိုက်တယ်သူပဲချိန်ကျွန်တော်ကိုတွေ့မလဲပေါ့နော်သူပဲဘယ်ချိန်ကျွန်တော်ကိုတွေ့မလဲဆိုပြီးတော့ပြောကြဟောဟောတော့သူတစ်ချက်30ကတော့သူအာအဲကျွန်တော်ဟိုနောက်လာ character တစ်ခုအတွက်ပေါ့နော်ဒါကျွန်တော်ပြင်ဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါခါတိုင်းလည်းဒီလိုစပင်ပုံစံနဲ့လည်းတခါမှကျွန်တော်မနေဘူးတဲ့ခါကျတော့ အဲဒါကြိုပြီးတော့နေကြည့်ကြတာပေါ့ကဲမှာအလုံးလို့တခါကြလို့ရှိရင်တော့အဲ ready ဖြစ်အောင်ပေါ့